မင်္ဂလာပါမင်းရဲ့ database ကမေးပါရှင်မေးပေါ့နော်ဒီလို comment လေးတွေကိုမင်းရဲ့ video တွေအောက်တွေမှာတွေ့တွေ့နေရလို့ပေါ့နော် ဒီညီမလေးတယောက်တည်းတော့မဟုတ်ဘူးတခြားမိကိုဒီလိုမန့်နေရလို့လည်းတော်တော်များများမေးလဲအချိန်ကြီးအခါခါပြောရတယ်အဲ့လိုမျိုးတွေမမန့်ပါနဲ့ဖုန်းနံပါတ်တွေမပေးကြပါနဲ့ဆိုရင်မေးလဲအချိန်ကြီးအခါခါပြောရပေါ့နော်လိန်တဲ့သူတွေအရန်များပါတယ်အရန်များပါတယ်နော်ညီမလေးထင်တယ်နော်ဒီ comment section ကညီမလေးရေအဲ့ဒီလိုမျိုးတွေရှောက်မမန့်ပါနဲ့နော်အဲ့လိုမျိုးမန့်နေဆိုလို့ရှိရင်ဒါညီမလေးကိုအာငါတို့စီမှာတော့တွားလို့ရတယ်ငါတို့ကတော့ပို့ပေးတယ်ငါတို့ကိုပတ်စံဘယ်လောက်ပေးရမလဲဆိုပြီးတော့လိန်ခံနေရတဲ့သူတွေလည်းအများကြီးတယ်လို့လိန်နေရတဲ့လူတွေလည်း များရှိပါတယ်။နီးလန်းအမျိုးမျိုးနဲ့ကိုလိန်နေကြတာပေါ့နော်။အဲ့တော့ကျွန်တော်အဲ့ဒီလိုမျိုးတွေဖုန်းနံပါတ်တွေပေးတာမျိုးတွေတချို့တချို့မေးတွေ့တယ်ပေါ့နော်။လိန်နေတဲ့သူတွေရဲ့ဗီဒီယိုအောက်တင်မှတော့မှပဲအဲ့ဒီလို comment မျိုးတွေတော်တော်မှန်နေတဲ့သူတွေရှိတယ်ပေါ့နော်။အလိန်ခံရပါလိမ့်မယ်။အဲ့ဒီလိုမျိုးတွေတွားပြီးတော့မမှန်ပါနဲ့။အဲ့တော့ကျွန်တော်ကိုယ့်ဘာသာကိုစဉ်းစားပါ၊ဆုံးဖြတ်ပါ။အခုလိုမျိုး ဒီလောက်ထိဂျပန်သွားချင်တဲ့လူတွေအများများနေရခင်ကြီးရဲမှာပေါ့နော်ကို့အနေနဲ့တချို့တွေရှိသေးရဂျပန်စကားမသင်မဲနဲ့သွားလို့ရလားဆိုတဲ့လူတွေရှိသေးတယ်အဲ့တော့ကြောင့်ဒီလောက်ထိအောင်မှာပဲလူတွေရှားချီထောင်းချီဂျပန်သွားချင်နေတဲ့လူတွေတန်းစီနေတဲ့ခေတ်ထဲမှာဂျပန်စကားမတတ်ပဲနဲ့သွားလို့ရတယ်လားသွားလို့ရတယ်ဆိုလို့ရှိရင် okay ငါတော့ပို့ပေးမယ်သွားလို့ရတယ်ငါ့တော့လောက်ပေးရမယ်ဆိုအဲ့ဒါတေချာတဲ့အလင်ခံရပြီအရင်တော့သွားလို့မရဘူးလားဆိုတော့သွားလို့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာ ပိုပြီးတင်းကျပ်လာတယ်ပိုပြီးစိစက်လာတယ်ပိုကျက်လာတယ်ဘာလို့တော့သွားချင်တဲ့လူတွေအရမ်းများလို့အတော်တကအတော်တွေအရမ်းများလာလို့ဂျပန်စကားမတက်ဘူးဆိုလို့ရှိရင်အဲ့ဒီလူကကြံ့ကြယ်ရောအရင်တော့တော့သွားရလို့တိတ်မရှိဘူးရောက်ကောင်းရောက်မယ်ရောက်သွားကောင်းရောက်သွားမယ်ဒါပေမဲ့အခုကတချို့တွေအန်တူးလက်မှတ်တွေကင်ထားတဲ့လူတွေရောက်ရှိနေပြီနော်အဲ့တော့ကြောင့် အဲ့လိုအခုလိုအချိန်မျိုးမှာကို့အနေနဲ့ဂျပန်စကားမတက်ပဲသွားလို့ရလားဆိုရင်ကိုကတိုးပေါက်မှာမဟုတ်တော့ဘူးမေပြောတာတိလားမသိဘူးအနေဆုံးအနေနဲ့ F4 အောင်လောက်မှပဲ F4 အောင်လက်မကင်ထားလောက်မှပဲအဆင်ပြေပါအဲ့တော့ကြအသွားလို့ရတယ်ငါးစီမှာပို့ပေးတယ်ငါ့ကိုတော့ဘယ်လောက်ပေးရမလဲဆိုအဲ့ဒါတေးကြတယ်အလင်ခံရပြီအဲ့တော့ကြောင်မေပြောချင်တာအဲ့လိုမျိုးတွေမမတ်ပါနဲ့တချို့နော်မေ delete လုပ်လိုက်ကြတယ်အများကြီးရှိတယ်မေတချို့ကမနေဝင်မဖတ်ဖြစ်တာတွေလည်းရှိတယ်တချို့ဖုန်းနံပါတ်တွေအချီပါမန်းတဲ့လူတွေရှိတယ်နော် 没得要特点拉嗦，好不，得错，冷你的努力呀，别要熬马哥多慢的路去实现咯。啊老弟，冇啊呢咯，啊老弟冇懂呢咯，冷看呀呢咯，没标准啊，啊苦啊千嘛就变当我一个看看你一千，多路呀啦，阿妈这得亚嘛不补咯，拉嗦不嘞，他有咩看看你呀喏。 သွားကျင်တဲ့လူတွေအရန်များပြီးတိုးမပေါက်ဖြစ်နေရနော်တချို့တွေနှစ်နှစ်တွေသုံးနှစ်တွေလေးနှစ်တွေကြာနေပြီးမရောက်သေးတဲ့လူတွေရှိရနော်အဲ့လောက်ကြီးထီကိုဂျပန်ကိုဟိုသွားရဖို့တော့မလွယ်ကူနေဘူးနော်တကယ်တကယ်ကိုမှတည်တည်ချာချာကိုလုပ်နေတဲ့ agency တွေကြောင်းနေခိုင်းမေးကြည့်အလိမ်ညာတွေကိုလိုက်မမေးနဲ့တကယ် reality လုပ်နေတဲ့လူတွေကိုလိုက်မေးကြည့်မလွယ်ဘူးနော်အဲ့လောက်ကြီးထီမသွား ဒီလောက်ထိစူးစမ်းပြီးတော့အန်တရီလက်မှတ်တွေအန်တူးလက်မှတ်တွေကင်ထားပြီးတော့တော့မှပဲငုတ်တုတ်ထိုင်နေရတဲ့သူတွေအများကြီးရှိရယ်နော်အဲ့ဒီတွေကကို့ဘာသာကိုစဉ်းစားအဲ့လောက်ကြီးထိလွယ်ကူနေလားဆိုတာအလိန်ခံရမယ်နော်မေးပြောတာအဲ့တော့လူတိုင်းကိုလွယ်လွယ်ကူကူဖုန်းနံပါတ်တွေလိုက်မပေးပါနဲ့လူတိုင်းကိုလွယ်လွယ်ကူကူအဲ့လိုမျိုးတွေလိုက်မမှတ်ပါနဲ့အလိန်ခံရလိမ့်မယ်ကို့ဘာသာကိုတကယ်ကိုမှ reality ပြောတယ်မေခဏနာပြောတယ်တကယ်ကိုမှဂျပန်အကြောင်းကို reality ပြောတဲ့လူတွေရဲ့ video ပဲကြည့်လို့မေးပြောတယ်။ reality မပြောတဲ့လူတွေအများကြီးရှိရဲ့ဂျပန်ရောက်နေပြီးတော့မှအရန်ကိုအဆင်ပြေပါတယ်ဆိုပြီးလောက်ပြနေတဲ့လူတွေအများကြီးရှိရဲ့ reality မပြောတဲ့လူတွေအများကြီးရှိတယ်။တကယ်အများကြီးရှိရအောင်နော်။တကယ်အများကြီးရှိတာ။မိအနေနဲ့မိလောက်ခဲ့တဲ့အလုံးမှာမိအနေနဲ့ဟိုညာဆိုင်တွေဝင်ပြီးတော့တောင်မှပဲကျမအနေနဲ့ဘဏ္ဍာတောင်းမဲရခဲ့ပါတယ်။ကျမအနေနဲ့ဖြစ်ဖြစ်မိအောင်လောက်ခဲ့တာတောင်မှပဲကျမအနေနဲ့ တောင်းဘလောက်ပဲရခဲ့ပါတယ်ဆိုပြီးပြောတဲ့ဗီဒီယိုရဲ့အောက်မှာတောင်မှပဲလက်ပြောတဲ့လူတွေရှိရယ်နော်ကျွန်တော်တို့ကတော့ဘလောက်တောင်ပို့နိုင်နေရဆိုတာမျိုး reality မပြောတဲ့လူတွေတချို့အခွန်ရှောင်ဗီဇာနဲ့ပေါ့နော်အခု custom visa ဆိုပြီးနာမည်ကြီးနေတဲ့ဟာပေါ့နော်အခွန်ရှောင် visa နဲ့ဆိုရင်တော့ရှာနိုင်ကောင်းရှာနိုင်လိမ့်မယ်လုံနိုင်ကောင်းလုံနိုင်လိမ့်မယ် တကယ်ကိုမှပုံမှန်တုတ်တဲ့နဲ့ training နဲ့ကိုအဲ့ရောက်ကြီးကြီးမရအောင်တော့တချို့တွေဘလောက်ထိပို့နေပါလဲဆိုပြီးတော့နှစ်လသုံးလစာပေါင်းပြီးတော့ဗီဒီယိုရိုက်နေတဲ့လူတွေရှိရယ်နော်နှစ်လသုံးလစာပတ်စံလေးစုပြီးတော့ဗီဒီယိုရိုက်နေတဲ့လူတွေရှိရယ်နော်တကယ်ကိုရှိရတာမိတငယ်ချင်းထဲမှာတော့ရှိရယ်တကယ် reality သူ့ကအဲ့လောက်ရတယ်လားစာမဟုတ်ဘူးသူအဲ့လောက်မရဘူးအလောက်တူတူပဲအဲ့လောက်မရဘူး အဲ့ဒါကို2လ3လသာပေါင်းပြီးတော့သူဒီလောက်ထိရှာတိုင်းပါလေဆိုပြီးရိုက်နေတဲ့လူတွေရှိရယ်နော်ဒီလောက်ကြီးအောင်ရှာနေတာပါဆိုပြီးတော့ကြွားနေတဲ့လူတွေရှိရယ်နော်အဲ့တော့ကြာတော့တကယ်ကိုမှ reality လူတွေကိုတိုင်းမေးပါ reality ပြောတဲ့ဟာတွေကိုပဲနားထောင်ပါလို့မေခဏခဏပြောရယ်အရင်အယုံမလွယ်ပါနဲ့ဂျင်းထဲခံရမယ်အလင်ခံရမယ်မေအဲ့ဒီလောက်ပဲပြောမယ်ပေါ့နော်